ကောင်မလေးကကြောင်ဖတ်တီးတကောင်ကိုမွေးထားပါတယ်သူရဲ့ဝေကကောင်မလေးနဲ့မတေးမရင်လေးပါပဲဒီချိန်မှာတော့ကောင်မလေးကကြောင်ဖတ်တီးကိုပြေဖက်ပြီးတော့လမ်းလျှောက်ထွက်တဲ့အချိန်မှာခြေတော်ကိုမတော်တဆခိုင်းမိသွားပါတယ်အဲ့တော့ကြောင်ဖတ်တီးကကောင်မလေးကိုတင်ပြီးအိမ်ပြန်ခေါ်သွားလိုက်ပါတယ်ကောင်မလေးကအရန်ကျေးဇူးတင်ပြီးသွားပါတယ်ကြောင်ဖတ်တီးကအများကြီးစားထားတတ်ပေမဲ့လည်းအရန်တစားရှိပါတယ်တခါမှကောင်မလေးကကြောင်ဖတ်တီးနဲ့အတူတူရွာပြန်တဲ့အချိန်မှာလန့်ပြီးတော့ပြေးလာတဲ့မြင်းကောင်ကကောင်မလေးကိုလာတိုက်ပါတယ်။တော်သေးလို့ပေါ့ကြောင်ဖတ်တီးကမြင်းကိုမူလေသွားအောင်ပါချလိုက်ပါတယ်။ ကောင်မလေးလည်းလန့်သွားပါတယ်မြင်းပိုင်ရှင်ကတော့စိတ်ဆိုးပြီးညှော်ကြေးလာတောင်းပါတယ်ကောင်မလေးကမြင်းပိုင်ရှင်နဲ့တိုင်ပင်နေပါတယ်ဒီအချိန်မှာကြောင်ကဟိုမြင်းကိုစီပြီးပြေးနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြောင်ဖတ်တီးကမြင်းကိုပြန်လို့လာအောင်နောက်တစ်ခါပါချလိုက်လို့ပါမြင်းပိုင်ရှင်ကဒေါသထွက်နေရင်လည်းမြင်းကိုပြန်ခေါ်သွားပါတယ်ဘာကောင်လဲမသိဘူးကြောင်ကိုတော့မှမနိုင်ဘူးဆိုပြီးညှီနေပါတယ်ကြောင်ဖတ်တီးကဝါးတယ်ဆိုပြီးပြောခံရတာမကြိုက်ပါဘူးဖုန်နေတုန်းကခလေးတယောက်ကြောင်ဖတ်တီးကိုဝါးတယ်လို့ပြောနေလို့သူကပန်းအုံးကိုရိုက်ခွဲလိုက်တယ် ထွက်လာတဲ့အတန်ကိုလဝိတ်သမားတယောက်တရိပ်ထားပြီးသွားတယ်။အဲတော့လဝိတ်သမားကကြောင်ဖတ်ဒီကိုလာပြိုင်ပါတယ်။ကာမလေးတားမလို့ပဲရှိသေးတယ်။လဝိတ်သမားကဟိုဘက်မှာရှုံနေပါပြီ။လဝိတ်သမားရဲ့ဆရာကအဲ့ဒီအကြောင်းကိုကြားတော့အယံစိတ်ဆိုးသွားပါတယ်။ကြောင်ဖတ်ဒီနဲ့ဆင်ပေါ်မှာထိုးဖို့ဖိတ်ခေါ်လိုက်ပါတယ်။နိုင်တဲ့ဘက်ကငွေတသိန်းရမယ်ဆိုပြီးတော့နောက်ဆုံးတော့ကာမာလီနဲ့ကြောင်ဖတ်ဒီကစုငွေကိုယူပြီးပြန်သွားပါတယ်။အရှုံးသမားဖြစ်နေတဲ့အဖိုးကြီးကသူတို့ဆရာကြီးကိုသွားခေါ်ဖို့တပည့်ကိုခိုင်းလိုက်ပါတယ်။အချိန်နေသိမကောင်းတော့ကာမာလီကကားတစ်စီးဝယ်ပြီးကြောင်ဖတ်ဒီနဲ့ထွက်ပြေးသွားပါတယ်။ ကမာလီရဲ့အမေကဖုန်းဆက်မိလိုက်တယ်။ဘေကားရတဲ့ပတ်စံနဲ့ကားဝဲထားလဲဆိုပြီးကမာလီကသူတို့စုငွေရတဲ့အကြောင်းကိုပြောပြလိုက်တယ်။ဖုန်းချပြီးကမာလီနဲ့ကြောင်ဖတ်တီကတော်ရဲကိုရောက်လာပါတယ်။သူတို့ကဒီတိုင်းတိတ်တိတ်လေးနဲ့ရန်အနေငယ်ရှောင်နေလိုက်တယ်။စားစရာအများကြီးမပါလို့ကြောင်ဖတ်တီကအနီးနားမှာရှိတဲ့အသီးတွေကိုအားလုံးကူစားလိုက်ပါတယ်။အဲတော့ပတ်ဝန်းကျင်မှာရှိတဲ့တရိတ်ဆန်လေးတွေကသူတို့ကိုမကျေနပ်ကြတော့ဘူး။ဝမ်ဝံကြီးတကောင်ကသူတို့ကိုပြဿနာလာရှာတယ်။ဒါပေမဲ့ចောင်ဖတ်တီကဝမ်ဝံကြီးကိုအရှုံးပေးအောင်ပါချလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ဝမ်ဝံအတွက်ဖျဲသီးနည်းနည်းခွဲပေးလိုက်တယ်။ လက်ဝဲဆရာကြီးကလူတစုနဲ့ရောက်လာတဲ့အချိန်မှာကျောင်းဖတ်တီကတော်ရဲမဘရင်တစ်ပါးဖြစ်နေပါပြီ။ကျောင်းဖတ်တီအမေချလိုက်တာနဲ့ဝန်းဝန်နဲ့ခြေတဲတို့ကလက်ဝဲဆရာကြီးတို့အုပ်စုကိုမောင်းထုတ်လိုက်ပါလေ။ပြဿနာကိုဖြေရှင်းပြီးသွားပြီဆိုတော့ကောင်မလေးလည်းပြန်ရတော့မယ်။ကျောင်းဖတ်တီကတော်ရဲမဘရင်ဆက်လုပ်မယ်လို့ထင်ခဲ့ပါလေ။ဒါပေမဲ့သူကကောင်မလေးနဲ့ချက်ချင်းအင်ကိုပြန်လိုက်သွားတယ်။ပါကြောက်လေဆိုတော့သူကအိမ်မှာရှိတဲ့ထမင်းဟင်းတွေကိုအရန်လွှမ်းနေပါပြီဒီနေ့ရအပြစ်မနေလိုက်ရတာကြောင်ဖတ်တီးလေးတောင်ပိန်သွားတာပဲ ကောင်မလေးကခုံချံပေါ်မှာခုံရင်နဲ့အမြင်ကြီးရောက်နေတဲ့အချိန်မှာအက်ဆီဒန့်တစ်ခုဖြစ်သွားပါတယ်။အဖာကြီးတယောက်ကခုံချံကိုလာခိုးသွားတာကြောင့်ကောင်မလေးကမြေပြင်ပေါ်ကိုပြုတ်ကျပြီးမူးလဲသွားပါတယ်။နောက်တနေ့မှာတော့ကောင်မလေးကဝီချဲနဲ့အဖွားရင်ကိုရောက်လာခဲ့ပါတယ်။အဖွားကသူ့အိမ်မှာခုံချံကိုသုံးပြီးစောင့်နေလှမ်းနေပါတယ်။ပါကြောင်သူရဲ့ခုံချံကိုခိုးရတာလဲဆိုပြီးကောင်မလေးကသွားမိပါတယ်အဖွားကတော့ဟေးအဲ့ဒါကိုငါကသူများရဲ့စွန်ပြစ်ပစ္စည်းလို့ထင်နေတာကောင်မလေးရဲတိုင်မဲ့အချိန်မှာသပင်ပန်းရောင်နဲ့ကောင်မလေးတယောက်ပေါ်လာပါတယ် အဲဒီကောင်မလေးကပစ္စည်းခိုးခံရတဲ့ကောင်မလေးကိုလာချော်နေပါလေထားလိုက်ပါတော့ဒီလောက်ကိစ္စတည်တည်လေးကိုအဖွားကလည်းသူအရန်သဘောကောင်းမယ်ထင်ပြီးသူ့ရဲ့ပန်းရောင်စပင်အတူကိုတွားရောင်ပြဖို့ဖြုတ်ချလိုက်ပါလေကရုံဖြစ်သွားတဲ့ကောင်မလေးကပောက်ကွဲပြီးတော့ရဲကိုချက်ချင်းတိုင်လိုက်တယ်အခုအချိန်မှာကောင်မလေးရဲ့ဝီချေကရုတ်တရက်ပြောက်သွားပါတယ်ဘာကြောင့်လဲဆိုတော့အဖွားကြီးကဝီချေစီးပြီးအောက်ထပ်မှာဆော်နေတာပါရဲရီရောက်လာပြီးအဖွားကိုဆူလိုက်တယ်အဖွားကလိမ်မာကျင်းအောင်ဆောင်းပြီးရဲကားရဲ့ဘိန်ကိုသွားဖြုတ်လိုက်တယ် ။စပင်းအတူနဲ့အတူစွန်ပြစ်ပစ္စည်းတွေတိမ်းတဲ့အဖိုးကိုရောင်းပေးလိုက်ပါတယ်။ရဲတွေလည်းဒေါသထွက်သွားတယ်။ပြီးတော့အိမ်ကြီးချင်းတွေအကုန်လုံးရဲစီလာတိုင်းကြတယ်။တချို့ကအိမ်ခေါင်းမိုးပြင်နေတဲ့အချိန်မှာအဖွာကသူ့ရဲ့လေကားကိုလာခိုးသွားတယ်။အဲဒီကိစ္စကြောင့်သူကခေါင်းမိုးပေါ်မှာတရက်နဲ့တညနေလိုက်ရတယ်။တချို့ကအိမ်မှာအဲကွန်းတက်ပြီးတဲ့အချိန်အဲကွန်းကဘလို့မှမအေးပါဘူး။ဘာကြောင့်လဲဆိုတော့အဖွာကြီးကအဲကွန်းရဲ့ပြင်ပယူနိတ်ကိုခိုးသွားလို့ပါ။ ဒါတွေမကဘူးအဖွားကသူများရဲ့ပါဆယ်တုပ်တွေပန်းဦးတွေကိုလည်းခိုးဘူးပါလေကြဖာတွေရေတန့်ဘူးကုန်တွေအမိုက်ပုံတွေတမျိုးမှအလုံးမခံပါဘူးအဲဒါကြောင့်မို့လို့အဖွားကြီးကိုရဲတွေသွားဖမ်းလိုက်ပါလေသူသားကရဲကိုပတ်စံအများကြီးပေးလိုက်မှသူပြန်ထွက်ရတယ်သူသားကအဖွားကိုပြောလိုက်တယ်ပစ္စည်းတော့ရှောက်မကောက်ပါနဲ့အမေရေအိမ်မှာလဲပတ်စံရှိပါတယ်အဖွားကချက်ချင်းစိတ်ဆိုးသွားတယ် ။ဘာတွေပြောနေတာလဲ။နေတော်မှာငါကောက်လာတဲ့အထင်မှပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30မှာအဖွာကစေယုံတစ်ခုမှတန်ရှင်းရေးသမားလုပ်ခဲ့တာပါ။အရန်ချစ်စရာကောင်းတဲ့ကလေးတယောက်ကိုတွေ့တော့အိမ်ပြန်တဲ့အချိန်မှယူသွားလိုက်တယ်။ သူသားရန်အံ့ဩသွားပါတယ်။အဲဒါကြောင့်မို့လို့သူတို့နေအောင်လုံးဝမတူတာကိုသူသားကမိဘအရင်ကိုသွားရှာလိုက်တယ်။အခုချိန်ကနေစပြီးအဖွားကိုထိမ့်မဲ့သူမရှိတော့ပါဘူး။ရက်ကွက်ထဲမှာပူပြီးတောင်းကျန်လာတယ်။သူများဆိုင်ငယ်ကိုတခါတည်းသွားလူတယ်။အဖမ်းခံရတဲ့အခါသူကကိုစားရင်မောင်းသမားပါဆိုပြီးလိန်ပါတယ်။ရက်ကွက်ထဲကအမိုက်သိန်းနဲ့လူလေးရောက်ပေါင်းတာတော့မှသူ့ရဲ့တယောက်အားကိုမနိုင်ပါဘူး။နောက်ဆုံးမှာခုံချံပြောက်သွားတဲ့ကောင်မလေးကသူ့ရဲ့အဖိုးကိုခေါ်လာပါတယ်။သူ့ရဲ့အဖိုးကမော်စရာကြီးဖြစ်ပြီးတရိစံတွေကိုထိန်ချုပ်နိုင်စွမ်းရှိပါတယ်။ ဒီတစ်ခါမှာအဖွာကကမာလီရဲ့ပါဆယ်တုပ်ကိုထတ်ခိုးသွားပါတယ်။အဖိုးကကင်မီကောက်ရာနဲ့ချီပြီးပြန်သွားလူခိုင်းလိုက်ပါတယ်။အဖွာလည်းအယံကြောက်သွားပါတယ်။နောက်ပိုင်းမှာသူပစ္စည်းထတ်ခိုးရင်ကြွတ်တွေအများကြီးလာပြီးသူ့ကိုလာကြိုက်ကြတယ်။တင်းခွေချက်ကအဖွာတို့အင်ရဲ့ကြံပြင်းမှာတွင်တစ်ခုတူပြီးအိမ်ထဲမှာရှိတဲ့ပရိဘောဂါတွေကိုအကုန်လုံးတဲထွားလိုက်တယ်။အဖွာလည်းအယံကြောက်ပြီးအဖိုးနားမှာလာတောင်းပန်လိုက်တယ်။သူနောက်ခါမလုပ်ရဲတော့ဘူးတဲ့။အဖွားကြီးမကောင်းတာထပ်လုံးမှာဆိုလို့အဖိုးကသူ့ကိုတော်ရင်မှာတီလာတူတူချင်းဖို့ခေါ်သွားလိုက်တယ်။အဲ့ဒီချိန်ကနေစပြီးရက်ွက်တစ်ခုလုံးငြိမ်းချမ်းသွားပါတယ်။ ကာမာလီကလည်းစိတ်ချလက်ချာနဲ့သူ့ရဲ့ခုံချံကိုပြန်ဆောက်လို့ရသွားပြီ